ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့သတင်းကျုလအကြောင်းတည်ကောင်းစရာပဲဖြစ်ပါရရှင်။သတင်းကျုလကမြမတို့ရဲ့ဆနက်လာယာတီမှာတတ္တမမြောက်လာဖြစ်ပြီးဝါတွင်ကာလာရဲ့နောက်ဆုံးလဖြစ်ပါတယ်။ရာဒီဝင်းကတူရာဒီဖြစ်ပြီးအတဝတီကျန်တဲ့ နာမင်းတို့ဆန်းရှင်ကမွန်းတဲကြပါတယ်။ဤအာသီရဲ့ဘန်ကကြာပြူဘန်ဖြစ်ပါတယ်။ယင်းတို့ကပင်မနုဿဗီရသဘောအရလူရင်ကျင်းမှုတမန်ကြောင်းတစ်ခုအဖြစ်မြင်နိုင်ကြပါတယ်။တရင်ကျုံနောက်ကိုရှေ့မြမာကြောက်စာများမှာတန်တူလာလို့ရေးထိုးကြပါတယ်။ချိန်ဝင်ဖို့ကြေတာရနခတ်တို့စုဝင်နဲ့မိုးကာလာဟု၎င်းတောင်သူလေသမားတို့စိုက်ပျိုးထားတဲ့စပားပြီများ တန်ဆွမ်းစွာထောင်မတ်တဲ့လာဟုရေ၎င်းပညာရှိများကခွင့်ဆိုကြပါရယ်မြမတို့ကစိတ်ရင်းယူသားတည်ကြည်ကြသူများဖြစ်တာနဲ့အညီစိတ်မှန်တဲ့ဗုဒ္ဓသာသနာတော်ကိုလူပြည့်ရဲ့နှစ်ပေါင်းများစွာပါပဲတိခါကာမဂန္ဓကာရကပတိယတိဝိတာရတာလိစီပေဒလစားတဲ့တပြကုန်ဝေးဖြားတဲ့သာသနာပြုယဟန်တော်များနဲ့တိုင်းချေပြေချေမင်းတရားစစ်တို့ကြောင့် တပ်ဝင်ယုံကြည်စီကတ်ကိုးကွယ်ခွင့်ရကြပြန်သောအခါမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များနဲ့လမ်းရောညှိတွေ့စွာအေဂျန်ပျော်ရွှင်မွေကောင်းတဲ့လူနေမှုဘဝများဖြင့်လောကရန်တရားများကိုရင်ဆိုင်ကျော်လွှားနိုင်သောရဲရင်တင်းထိတ်တတ်သောစိတ်နှလုံးကိုခေတ်ဆက်ဆက်ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြပါသည်ဤစိတ်ဓာတ်များအရင်ခံဖြင့်ဆနလရာသီရှိတဲ့အနက်လာပြေလာွယ်နေတိုင်းမှာယလနာသုံးပါးကိုရည်စူး၍အလူအတန်းများ ကောင်းမှုကုသိုလ်များပြုလုပ်လေရှိကြပါတယ်။တည်င်းကျို့မီးထွန်းပွဲတော်ကမြမတို့ရဲ့၁၂လရာသီပွဲတော်တွေမှာထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပြီးပွဲတော်စတင်ကျင်းပခဲ့တဲ့အစဉ်အလာမှာဖျားရှင်တတ်တော်ထင်ရှားရှိခဲ့စဉ်အခါကပင်ဖြစ်ပါတယ်လို့ပြောဆိုနိုင်ကြပါတယ်။အားကြောင့်လဲဆိုတော့ယခုကျင်းပါတဲ့တည်င်းကျွလမီးထွန်းပွဲတော်အစဉ်အလာတွေကအရိကနေတစဉ်ကူဆက်ဆင်မွာလာတာကြောင့်ဖြစ်ပါတယ်။ရင်းခေတ်အခါနဲ့ ယခုခေတ်အခါတို့မတူတော်ညာလဲကြီးဝဲချက်များတူနိုင်ကြမည်ပင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကတတမမြဝါကိုတာရိန်သာနတ်ပြည်မှာဝါကတ်တော်မူပြီးမင်းတော်ဖြစ်ခဲ့မှုနဲ့တန်တုတ်တီတာနတ်သားကိုအမှုပြုပြီးတော့စัจ java လာနေရအနှံ့မှာနတ်ပြည်မှာအပေါင်းတို့ကိုအဘိဓမ္မာတရားတော်မြတ်ကိုဟောကြားတော်မူပါတယ်။တည်င်းကျူလာပြင်းနေရောက်တဲ့အခါဘုရားရှင်ကနတ်ပြည်မှာအပေါင်းချက်ရင်က ၊ရွှေတစောင်း၊ငွေတစောင်း၊ပရံများတစောင်းများဖြင့်စီကျဲအပ်တဲ့ယတနာတစောင်းဖြင့်လူပြင်ဖြစ်တဲ့သင်္ကန်းငကိုပြီကိုပြန်လည်စဉ်သက်ကြွတော်မူရလို့ဗုဒ္ဓစာပေအထကထာတွေကဆိုကြပါတယ်။ထို့အခါသမယမှာပြည်သူပြည်သားအပေါင်းတို့ကမီးရှူးမိရနေ၊မီးပန်းနေ၊စီမီးရေစွန်ပန်းရေချမ်းများဖြင့်ကတ်လူပူဇော်ကြပါတယ်။တာရင်းသာနတ်ပြည်ရှိစူလာမဏိဇေဒီတော်ကိုလည်းပူဇော်တဲ့အထိမ်းအမှန်နဲ့ မိဘုံတွေပြုလုပ်၍ကောင်းကင်သို့တွေ့တင်ပူဇော်ကြပါရယ်။ထိုကဲ့သို့ပူဇော်ကြသည်ကိုအကြောင်းပြုကယနေ့ခေတ်အခါတိုင်အောင်မြမတနိုင်ငံလုံး၌နှင်းစင်ကျင်းမပြုလုပ်မည်ဖြစ်တယ်လို့မှတ်သားရပါရယ်။ဗုဒ္ဓရဲ့အဆုံးအမမှာတည်ကြတဲ့မြမတို့ကအသက်ကိုဝါကြီးသူညီမြတ်သူတို့အပေါ်တွင်ငယ်သူနေကြသူတို့ကယူသေးလေးစား၍ပူဇော်ကြောလေးရှိကြတဲ့အတိုင်းဝါကျွတ်သောအချိန်ဤသူမြတ်သောအခါသမယတွင် တက်နိုင်သည်များပူဇော်တက်ကရာတို့ဖြင့်တက်ကြီးဝါကြီးများမိဘဆရာများကိုပူဇော်ကြောကြတဲ့ဒလီများကိုလည်းတွေ့မြင်ကြရပါတယ်။ဒါ့အပြင်ဒီအချိန်ကာလကမြမတို့ရဲ့တအူးကိုတအူးယူသေးလေးစားတတ်တဲ့သဘောမမနာကိုနှိတ်ချတတ်တဲ့သဘောအပြန့်အလန့်မေတ္တာစေတနာထားတတ်တဲ့သဘောစားတဲ့အမျိုးကောင်းသားသမီးတို့ရဲ့ရင်ကျေးတင်ွေးရဲ့စိတ်နေစရာကိုပေါ်ကျူးပြသနေတဲ့ အမျိုးကုန်ကိုမြှင့်တင်ပေးနေတဲ့ရိုးရာအစင်းလာအခြေခါဖြစ်တာနဲ့အညီအကူအမများညီငယ်ညီမငယ်များအားလုံးတို့ကလည်းလောကသားရရခိုင်သူမြတ်ရေးထားတဲ့ဆုံးမစာအတိုင်းကောင်းသောအကျံမှန်သောအကျင့်တင့်သောအယူပြုသောနှလုံးတို့ဖြင့်တည်င်းကျွလမိထွန်းပွဲတော်ကိုပျော်ရွှင်စွာပောင်ဝင်ဆင်နွှဲနိုင်ကြပါစေလို့ဤစာရဲ့ဤရန်အချီအနေနဲ့စုတောင်းဆန္ဒပြုလိုက်ပါရစေ။ မြတ်စွာဘုရားရှင်အလောင်းတော်ကိုမဟာတက္ကရ68ခုကစုံလာပြီနေမှာမိခင်မာယာဒေဝီမှဖွားမြင်တော်မူခဲ့ပါတယ်။ဖွားမြင်တော်မူပြီးနောက်16နှစ်အရွယ်မှာရတောတိယနဲ့ထိမ်းမြလက်ထက်တော်မူပါတယ်။အသက်29နှစ်မှာတားတော်ရာဟုလာကိုဖွားမြင်နေညမှာပင်ကာမဂုဏ်ရဲ့အပြစ်တို့ကိုတွေ့ပြီးမြင့်ဝေတော်မူသည်ဖြင့်နန်းစည်းစိမ်နဲ့တကွာအားလုံးကိုဆွတ်လုပြီးဥရုဝေလာတော်ကိုဝင်ခဲ့ပါတယ်။ဥရုဝေလာမှာပင်ပန်းဆင်းရဲတဲ့ ဒုက္ခရစရိယအကျင့်ကို၆နှစ်ကာလပတ်လုံးကျင့်ခဲ့ပါတယ်။ဘုရားအလောင်းတော်ကမဉ္ဇဉ်ပူဇော်နဲ့တပိညုတဉာဏ်တော်အတွက်ညီသူများအထောက်အကူမပြုတဲ့ထိုအကျင့်များကိုစွန့်ပယ်ပြီးညီစီမပฏิပဒါဆိုတဲ့မဂ်ခင်ရှိပါအကျင့်ကိုကိုရိုရိုင်းကျင့်သုံးတော်မူခဲ့ပါတယ်။ထိုမဂ်ခင်ရှိပါအကျင့်ဖြင့်ဂိုရမဘုရားရှင်ကမဟာတကရစ်103ခုနဲ့ကဆုံလာပြည်နေမှာတပိညုတဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။ဖျားဖြစ်ပြီးနောက်တိ ပလင်ကတတဟာဖျားပြစ်သောဘောရီပင်ရင်နေရပလင်ထက်မှာကစုံလားပြေကျော်တရနေမှခုနှစ်ရက်အထိဝိမုတ်တိဒုက္ခတဏှာမှလွမြောက်ခြင်းချမ်းသာကိုခံစားလျက်တည်င်းသုံးတော်မူခဲ့ပါတယ်။နေအနိမိတတတဟာဘောရီပင်ရဲ့အနီးအရှိမောင်အရက်တည်းတဲ့၁၄နှစ်အကွာနေရမှကစုံလားပြေကျော်၈ရက်နေမှ၁၄ရက်နေအထိခုနှစ်ရက်ထက်မှတည်င်းသုံးတော်မူခဲ့ပါတယ်။ ငါသည်ပါရမီများဖြည့်ခဲ့သောကြောင့်ဤပလင်ထက်မှမန်ငါးပါးကိုအောင်မြင်ပြီးဖျားဖြည့်ခဲ့ပြီဟုစင်ကျင်ကဖြောင်ပြောင်မမတ်ရက်နေတော်မူကားအဘရာစိတပလင်ကိုပမိတ်သောမျက်စိဖြင့်ခုနှစ်ရက်လုံးကြည့်ရှုဝမ်းမြောက်နေတော်မူပါသည်အမနိမိတမျက်စိမိတ်သည်အာနိမိတမျက်စိမမိတ်ပဲသုံးစေကမတတဟာကဆုံလာွယ်နေမှာ နေုံလာဆန်6ရက်နေ့အထိ9ရက်တွင်ဘောရီပင်ပလင်နှင့်အနိမိတတတဟအကြားဇင်းချံရှောက်တော်မူက9ရက်ထပ်မံတရင်သုံးတော်မူခဲ့ပါသည်။ရင်းနေရာမှာနတ်တူကရှင်ကိုရမသည်ဘောရီပလင်၌တက်မှတ်နေသေးသည်။ဖျားဆင်စင်မဖြစ်သေးဟုယုံမားတန်ရဖြစ်ကြပါသည်။သူယုံမားပြောက်စီရန်ရေရစုံမီးရစုံယမန်ကပြာလိဟာပြတော်မူပါသည်။ဇင်းချံကြွရင်တရားဆင်ခြင်း လသမဘတ်ဝင်စားတာကြောင့်စေကမတတ္တာဟာလို့ခေါ်ပါတယ်၄ယတနာကာရတတ္တာဟာဗောရိပင်ရဲ့အနောက်မြောက်ဆယ်လံအကွာမှာနမ ्या ဖန်ဆင်းပူဇော်တဲ့ယတနာရွှေအိတ်ထ၌နေယုံလာဇန်း9ရက်နေ့မှ7ရက်အထိအဘိဓမ္မာတရားကိုဆင်ခြင်တော်မူပါတယ်။အဘိဓမ္မာရှေးဦး6ချောင်းကိုဆင်ခြင်ရမှာရောင်ကြီးရောကုမြူခြင်းမရှိသေးပါ။နောက်ဆုံးပဋ္ဌာန်းထေသနာတော်ကြီးကိုဆင်ခြင်သုံးသက်တော်မူသောအခါမှသာ ရောင်ကြီးရော6တွေကုမျိုးထွက်ပေါ်ခဲ့ပါတယ်။ငါအစပါလာတတဟာဒီနေရာကိုစိတ်ကြောင်းသမားတွေနေရဲ့ညောင်ပင်လို့ဆိုပါတယ်။ဘော်ဒီပင်ရဲ့အရှိတ်32လမ်းအကွာမှာနေယုံလာဆန်း14ရက်နေမှာနေယုံလာပိတ်ကျော်9ရက်အထိ9ရက်တည်နှုံတော်မူပါတယ်။ဒီနေရာမှာပဲမန်နဲ့ရဲ့တမီ၃ယောက်ဖြစ်တဲ့တနာအရတီရာဂါတို့ကဖျားရှင်ကိုမိမမာယာဖြင့်ဖျားရောက်ဖို့ကြိုးစားခဲ့ကြပါတယ်။ သို့ပေမဲ့ဖျားရှင်ကတုံ့လုံခြင်းမရှိခဲ့ပါဘူး၆မုစလင်ဒတတာဟာဘောရီပင်ရဲ့အရှိတောင်ဘက်15လမ်းအကွာမုစလင်ဒအိုင်အနီးကြီးပင်အောင်မှာနေယုံလာပြည်ကျော်6ရက်မှနေယုံလာပြည်ကျော်12ရက်နေ့အထိ9ရက်သတင်းသုံးတော်မူခဲ့ပါတယ်ထိုနေရာကိုသတင်းသုံးစီမှာအခမဲ့မူးရွာခဲ့တာကြောင့်မုစလင်နာအိုင်နဂါမီယာတကိုးနဲ့လူရာကိုဖန်ဆင်းနိုင်တော်လဲသူဤပဂတိကုရောနဲ့သာ မပြင်းမှုပြီးရာသီဥတုတံကနေကာကွယ်ပူဇော်ခဲ့ပါတယ်။ခုနှစ်ရာဇာယတနာတတဟာဗောရိပင်ရဲ့တောင်မတ်40လမ်းအကွာလင်းလုံးပင်မှာနေယုံလာပြည့်ကျော်73ရက်မှဝါဆူလာဇန်4ရက်နေ့အထိခုနှစ်ရက်ပတ်လုံးဖလှတမဘတ်ဝင်စားပါတယ်။ခုနှစ်ရက်ပြည့်ရက်နေ့ဖျားရှင်အစာအာဟာရမိဝဲရန်လိုအပ်နေချိန်မှာရမညာတိုင်းဩက္ကလာစနေပုံပေါကရဝတီစနေပုံမှာ ကုန်တဲ့ညီနောင်တဖုတ်တာဗလီကာတို့ကဖျားရှင်ကို မုတ်ကြည့်ဆုပ်ဆက်ကပ်ခဲ့ပါတယ်။ရင်းကုန်တဲ့ညီနောင်ကိုတန်ခါမရှိသေးသည့်ကာလဖြစ်သည့်အတွက်ဒရီဝါစီကတရဏဂုံနှစ်ပါးကိုသာချီမြောက်ခဲ့ပါတယ်။စံတော်ရှိစုစွန့်တော်မူပါတယ်။ရင်းစံတော်တို့ကိုသူတို့ရဲ့အရက်ပြင်းရောက်သောအခါဇွေရီထဲမှာထာပနာခဲ့ကြောင်းမှတ်သားရပါတယ်။ဗုဒ္ဓစာပေများအရမြတ်စွာဘုရားကပထမဝါကို မိဂတာဝုံမှာဝါကတ်တော်မူပြီး ဒုတိယဝါတတိယဝါသတုထဝါတို့ကိုရာဇကြိုပြီးဝေလူဝန်ကြောင့်ပြင်စမဝါကိုဝေတာလီပြီးစတ္တမဝါကိုမကုလတောင်စားတဲ့နေရာဌာနတွေမှာဝါကတ်တော်မူခဲ့ပါတယ်။တတ္တမဝါကိုတာရိန်သာနဲ့ပြီးမှဝါကတ်တော်မူပြီးမေရောဖြစ်ခဲ့မှုသောတန်တုံသိတ္တနတ်သားကိုအမှုထားကတာရိန်သာနဲ့ပြီးရှိပင်လေကတိပင်ရင်ပန္တုကပလာများကြောက်ပြားထမှာ အဘိဓမ္မာဒေသနာတော်ကိုဝါရင်း၃လပတ်လုံးအသက်20ဟောတော်မူပါတယ်။မေတော်မိနဲ့ဂျေဇူးဆန်ခေါ်လက်ဘိဓမ္မာလို့လည်းရှင်းလူကြီးသူမာရီပြောဆိုရေးသားခဲ့ကြပါတယ်။ဝါဆိုလာပြေကျော်တရရနေ့မှတရင်ကျွန်းလာပြေနေ့အထိရပ်ပေါင်း90ဝါရင်း၃လမှာ၁ဓမ္မသင်္ကန်းဤကျမ်းကို12ရက်၂ဝီပင်ကျမ်းကို12ရက်၃ဓာတုကထာကျမ်းကို6ရက်၄ ဩဂလပြည့်ညတ်ကျမ်းကို9ရက်9ကထာဝိတုကျမ်းကို10ရက်6ယမိုင်ကျမ်းကို20ခုနှစ်ပဋ္ဌာန်းကျမ်းကို25ရက်ဟောကြားတော်မူခဲ့ပါတယ်။အဘိဓမ္မာတရားဒေသနာတော်ကိုနေ့သုံးနေ့နဲ့ဟောကြားခဲ့ပါတယ်။1အတိဝိထရဒေသနာအကျယ်နီဗုဒ္ဓမြတ်စွာဘုရားမေတို့ကိုကျေးဇူးဆက်လိုခြင်းမိဘကျေးဇူးကိုတတော်ဝါတို့နားလည်စေလိုခြင်း အဘိဓမ္မာတရားကိုအစာအဆုံးတစ်ထိုင်နဲ့ဟောကြားလိုခြင်း။အစာအဆုံးတစ်ထိုင်နဲ့ဟောမှနာကြားရသောတရားနာသူတို့အကျိုးထူးရနိုင်ခြင်း။အဘိဓမ္မာဒေသနာတော်ရဲ့ကျေဝန်းနံနေမှုကိုသိရှိလိုစေခြင်း။လူတို့တတ်တန်းနဲ့သုံးလားလောက်ဟောမှကုန်နိုင်မည့်တရားဖြစ်သည့်အတွက်လူတို့အရိယာပုံဖြင့်ဟောသူရောနာသူပါမနေနိုင်ခြင်းတို့ကြောင့်အဘိဓမ္မာအကျယ်နည်းကိုတာရင်သာနှပြေ၌ဟောရခြင်းဖြစ်ပါသည်။နေအတိသင်္ခေပဒေသနာ။ အကျဉ်းဤမြတ်စွာဘုရားကလူသားဖြစ်တော်မူတဲ့အတွက်စွန့်ခံခြင်းစွန့်စားခြင်းရေချိုးတန့်စင်ခြင်းစသည်ပြုလုပ်ရန် နေမိတရုပ်ဝါတော်ကိုအတိတ်ထံနဲ့ဖန်ဆင်းပြီးလူပြည်သို့ကြွတော်မူရမှာဟိမဝေဒ12ခုတော်၌နေတန့်စင်အနာယူတော်မူပါသည်ထို12ခုတော်မှာအရှင်သာရိပုတ္တရာမတိကမြတ်စွာဘုရားအားဝေကြီးဝင့်ငယ်ပြုစုခါစားကမြတ်စွာဘုရားကရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားကိုအကျဉ်းချုပ်နည်းနဲ့ဟောတော်မူပါတယ်။၃နာတိဝိထာရနာတိသင်္ကေပဒေသနာမကြီးမကျယ်နီအရှင်သာရိပုတ္တရာကမြတ်စွာဘုရားဟောခဲ့တဲ့အကျဉ်းဤကိုတပိယဟန်900လို့အားမကြီးမကျယ်နီနဲ့ပြန်လည်ဟောတော်မူပါတယ်။နောက်တစ်နေ့မှာအရှင်သာရိပုတ္တရာကတပည့်ယဟန်900ကိုဟောကြားသောအဘိဓမ္မာဒေသနာတော်အားမြတ်စွာဘုရားထံပေါ်မှပြန်လည်တင်ပြအစီအစီခံရာမြတ်စွာဘုရားကနားထောင်၍ လက်ခံအတည်ပြုတော်မူပါတယ်။အဲဒီလိုနဲ့အဘိဓမ္မာဒေသနာတော်ကြီးဟာခုနဝါမြောက်ဖြစ်တဲ့မဟာတက္ကရတရာကိုကူဝါဆိုလာပြည့်တရမသတင်းကျွမ်းလာပြည့်နေ့အထိ၃လအတွင်းဤသုံးဤနဲ့လူပြည်နှစ်ပြည်တပြိုင်နက်ပေါ်ထွန်းခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကအဘိဓမ္မာဒေသနာတော်ကိုဟောကြားပြီးတာရိန်သာနှစ်ပြည်မှတင်ကန်းတာနဂိုဘီကိုတည်င်းကျွလာပြည့်နေမှာအစင်းသက်တော်မူခဲ့သည့်ဖြင့်သူမြတ်တော်ဤအဖြစ်သတ်မှတ်ကြပါရစေ။ ဖျားရှင်စင်သက်ကြောင်မြန်လာသည်ကိုရည်စုပြီးဖျားရှင်အားပူဇော်သောအဖြစ်စီမီထုံးကမီထုံးပွဲကျင်းပတဲ့အစဉ်လာကရှေးဘိုးဘေးဘီဘီများလက်ထက်ကပဲရှိခဲ့ပါတယ်။ဒါအပြင်ဖျားရှင်ကမေရော်ဖြစ်ခဲ့မှုတဲ့နှစ်သားကိုတာရိန်သာနှင့်ပြီမှာအဘိဓမ္မာခုနှစ်ကျမ်းကိုဟောကြားတော်မူပြီးနောက်တရင်ကျွန်းလာပြည်နေမှာလူပြည်သူတက်စင်းတော်မူခဲ့တာကိုအကြောင်းပြုလျက်အင်းဒီကိုအဘိဓမ္မာအခါတော်နေလို့တမုတ်ကအဘိဓမ္မာယူဖတ်ဦးစော်ပွဲများကိုလည်းကျင်းပကြပါရယ်။ တနည်းဆိုရင်တရင်ကျွန်းလာပြင်းတွေကိုဖျားစုပန်နေဟုယူလေခေါ်ဆိုနိုင်ပါတယ်ဖျားရှင်တာရိန်သာမှဆင်းသက်တော်မူသောအခါလက်ရပဲရွှေတဆောင်ကနတ်ဒီဝါများလက်ဝဲပဲငွေတဆောင်ကပြမများချက်ရင်လိုက်ပါက ကိုရော်တိုင်းအလေကဗရန်များဆောင်းတန်းဖြင့်ဆင်းသက်တော်မူပါတယ်အဲဒီလိုနတ်ပြမများချက်ရင်လိုက်ပါလျက်ဆင်းသက်တော်မူလာတဲ့ဖျားရှင်ရဲ့တူနိုင်ဝင်မရှိ တင့်တယ်ပြည့်စုံသောအတ္တရီတော်ကိုပူးမြင်ကြတဲ့အခါ 36ယူဇနာအတွင်းမှာရှိတဲ့ပြည်သက်အားလုံးဖျားကိုအားကြောင့်ဖျားဖြစ်ကြစေတွေပေါ်လာကဖျားစုကိုတောင်းကြပါတယ်။သူ့အတွက်ကြောင့်ဖျားစုပန်နေလို့ခေါ်ဆိုတိုက်ပါတယ်။တည်င်းကျွန်းလာပြည်နေမှာဝါရင်းကာလကုတ်စုံကျွလွတ်သောဤဖြစ်သည့်ဖြင့်ဝါစုတော်မူကြကုန်သောတန်ခါရောအရှင်သူမြတ်တို့လူလူကျွတ်ကျွတ်တွမ်းလာတည်င်းသုံးနိုင်တဲ့အခွင့်အရေးကိုရရှိကြပါတယ်။ထိုနေ့အတိဝါစုကြတဲ့တန်ခါရောတွေက အလွန်အကျိုးထူးတဲ့ကတိအလူကိုခံယူထိုက်တဲ့အခွင့်အရေးလည်းရှိကြပါတယ်။အချုံအားဖြင့်ဆိုရတော့သတင်းကြိုနာပေးနေရယွဟန်တော်မြတ်ဝါကျတော်နေအပြည့်ရှိကပြောကြပါရန်အချင်းချင်းဖိတ်ပန်အမှုပြုကြတဲ့ပဝါယနာနေဖျားရှင်တာရိန်တာနတ်ပြည်မှာအဘိဓမ္မာတရားတော်ကိုဟောကြားပြီးမြောက်အောင်မြင်တော်မူသောအဘိဓမ္မာအခါတော်နေနတ်ပြည်မှာအပေါင်းချဲ့ရလျက်တာရိန်တာမှတင်ကန်းတာငကိုပြီကိုစင်သက်တော်မူသောနေ့ ်ထို့သောဖျားရှင်စင်သက်တော်မူသည်ကိုရည်စူးပူဇော်သောအပြင်စီမီးစသည့်ထူးညိပူဇော်သောနေ့မြမနတ်လူသုံးပုံသူတို့ဖျားရှင်အားအတူတကွကြည်ပြူပူဇော်သောနေ့နတ်လူအများဖျားစုပန်သောနေ့စတဲ့ဂုံတူးဝိသေသအပုံပုံနဲ့ပြည်စုံတဲ့နေထူးနေ့မြတ်ပြီဖြစ်ပါတယ်။ဤကဲ့သို့နေထူးနေ့မြတ်မှာဓမ္မမိတ်ဆွေသူတော်ကောင်းများအားလုံးတတိပဋ္ဌံတရားတော်များကို나ယူကျင့်ကြံအားထုတ်နိုင်ကြသဖြင့် ဒုက္ခကတဲ့ကင်းငြိမ်ရအမြိုင်နိဗ္ဗာန်ကို ရနိုင်ကြပါစေလို့ဆုတောင်းကဤဆောင်မလေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါရရှင်။အခုလို့ကျမတို့ရဲ့ channel မှာဘာသာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုအမြင်လို့လို့တင်ဆက်ပေးနေရဖြစ်ပါတယ်။ဒါကြောင့် channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်ရှင်။နားဆင်ပေးကြတဲ့ဓမ္မမိတ်ဆွေပရိသတ်များအားလုံးလည်းတရားထူးတရားမြတ်တွေကိုရရှိပြီးတော့စင်ရဲ့ချင်းကင်းရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။